တနင်္လာသာသမီကျွန်တော်ရဲ့မိတ်ဆွေများအလုံးမင်္ဂလာပါတနင်္လာသာသမီများအတွက်ပတ်သင်တောက်ကြနေညနေ6:00နာရီမှာတော့ပုံမှန်တင်ပေးနေကြဖြစ်တဲ့ရိုက်ကူးပြီးတော့တင်ပေးနေကြဖြစ်တဲ့ host land လေးပါပေါ့နော်ပြီးခဲ့တဲ့ပတ်ဒီတုန်းကတော့ကျွန်တော်မတင်နိုင်ပါဘူးဒီတစ်ပတ်မှာတော့မနေ့ကြိုးစားပြီးတော့ရိုက်ကူးပြီးတော့တင်ပေးခြင်းဖြစ်ပါတယ် host land season လေးစပါမယ်နော်တော့တနင်္လာသာသမီတွေအတွက်ပထမဆုံးနမိတ်ပေါ့နော်နမိတ်ရာဆိုရင်သူကစေရထားနမိတ်ကြတာပါ ဆေရနမိတ်အရာဆိုရင်သူကစစ်အတိုက်ခံလေးအတိုက်ခံလေးတွေနည်းနည်းဖြစ်တတ်တယ်။နောက်ယံလေးတွေဖြစ်တတ်တယ်အနောက်ချက်လေးတွေဖြစ်တတ်တယ်။ဒီကလာမှာတနေ့တနင်္လာသားသမီးတွေကယံလေးတွေသတိထားရမယ်။အတိုက်ခံလေးတွေသတိထားရမယ်။အနောက်ချက်လေးတွေသတိထားရတယ်ပါလား။အဲ့တော့အလုပ်ထဲမှာဆိုရင်လည်းလုံးဖို့ခိုင်ပဲနဲ့အစီအမပြေဖြစ်တတ်တယ်။အထက်လူကြီးနဲ့ကိုယ်နဲ့အတိုက်ခံလေးတွေဖြစ်တတ်တယ်။မိသားစုအိမ်တွင်းတွေမှာဆိုရင်လည်းတယောက်နဲ့တယောက်ဖြစ်ရတဲ့လန်တန်တလန်ဖြစ်နေတာမျိုးတွေဖြစ်တတ်တယ်။ ိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့တနင်္လာသားသမီးတွေဆိုရင်အလုပ်ထဲမှာဥနေပဲထောင်းတို့အဲ့လိုမျိုးလေးတွေကြုံရတတ်တယ်။နော်ဒီကလာမှာကျွန်တော်လုပ်ရင်ကောင်းလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားဆိုရင်နည်းနည်းအခက်အခဲလေးတွေဖြစ်တတ်တယ်။အဆင်မပြေမှုလေးတွေကြာဖြစ်တတ်တယ်။ဒါကြောင့်စိတ်မောလူမောအဲ့လိုမျိုးလေးတွေကြုံရတတ်တယ်။ဒါအဓိကတော့ရန်ရည်တိုက်ခံနောက်ချက်ကလေးတွေအနေချင်းသတိထားတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ နံပါတ်1ကဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်မှာဆိုရင်တော့ကျဲပွင့်၄ပွင့်ဆိုတဲ့နမိတ်ကြတယ်။ကျဲပွင့်၄ပွင့်နမိတ်ဆိုတာကတော့ပိုင်ဆိုင်မှုတွေကျက်ဒီမင်္ဂလာတွေတိုးတက်လာတာပေါ့။နောက်ပစ္စုပန်အတိတ်အနာဂတ်ကာလသုံးပါးမှာကံကောင်းတဲ့ကံကြမ္မာနမိတ်ပေါ့။ဒါကြောင့်မလို့တင်းလာသားသမီးတွေရဲ့ဆွေမျိုးသားချင်းနဲ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့ကံသာတာတွေဆိုရင်တော်တော်လေးကောင်းပါလား။မိသားစုကံနာတွေဆွေမျိုးသားချင်းကံနာတွေမှာစိတ်ချမ်းသာပြီးတော့ပျော်ရွှင်ရမယ်။ နံပါတ်3ကတော့လူမှုရေးပါเนาะလူမှုရေးနဲ့ပတ်သက်တဲ့ကံတာတာမှာကြတော့ရှင်ပြန်ထမြောက်တယ်ရှင်ပြန်ထမြောက်ရဲ့အဓိပ္ပာယ်ကြတော့ကွဲကွာနေတဲ့သူတွေနဲ့ပြန်လည်ပြီးတော့စုံစည်းရတာပေါ့အဲတော့ဒိဋ္ဌာသာသမီတွေရဲ့လူမှုရေးကံတာတွေမှာကွဲကွာနေတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေနဲ့ပြန်လည်ပြီးတော့စုံစည်းရတတ်တယ်နောက်တစ်ခုကလူမျိုးသားဘာသာကြားတွေအကျိုးပေးတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲတော့အဖက်ဖက်ကနေအစဉ်ပြေခြင်း ကံကောင်းခြင်းစိတ်ချမ်းသာပျော်ရွှင်ရခြင်းတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာမှာကြတော့ဓာနမိတ်ကြတာပေါ့နော်။ဓာနမိတ်ရဆိုရင်တော့နည်းနည်းအခက်အခဲလေးတွေဖြစ်တော့ပေါ့။ငွေချင်းနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာတတ်တဲ့အဖက်ဖက်ကနေပြီးတော့နည်းနည်းလေးစိတ်ညစ်ရတတ်ပါတယ်။ရစရာကြီးတဲ့ငွေတွေချောချောမောမောမရတာမျိုးလေးတွေကြုံရတတ်တယ်။ပေးစရာကြီးတဲ့ငွေတွေလည်းပဲကိုယ်အနေနဲ့ပူပန်သောကာလေးတွေကြုံရတတ်တာပေါ့။ ။နောက်ပတ်စံကိစ္စနဲ့ပတ်သက်ရင်ဝင်ငွေထက်ထွက်ငွေဟာပိုပြီးတော့များနေတတ်တာပေါ့။နောက်ငွေချင်းနဲ့ပတ်သက်ရင်တော့တင်းနာသားသမီးတွေဒီကလာနေမှာစိတ်မောလူမောဆိုတဲ့အချိန်ကာလမျိုးဖြစ်တတ်ပါလေ။နောက်ကျမ်းမာရေးပေါ့။ကျမ်းမာရေးကတော့အဓိကတော့မျက်စိနဲ့ပတ်သက်ပါလေ။အဲ့တော့မျက်စိကျမ်းမာရေးလေးတွေတော့ဂရုစိုက်တင်နေ။မျက်စိဝေဒနာလေးတွေတော့ဂရုစိုက်တင်နေအချိန်ကာလမျိုးဖြစ်ပါလေ။အဲလို့မလို့ဘဲနဲ့မျက်စိစေကံပြတာတာမျိုးတွေဖြစ်တတ်တယ်။ မျက်စိကိုထိခိုက်ဒဏ်ရာရတာမျိုးလေးတွေလည်းကြုံရတတ်ပါတယ်။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေသင်တန်းကိစ္စတွေမှာဆိုရင်တော့ဒီပညာရေးကိုကိုယ်ကစ조사အားထုတ်နေပါရင်လည်းလမ်းပြောက်သလိုဖြစ်နေတာမျိုးလေးတွေဖြစ်တတ်တယ်။ကိုယ်လျှောက်လန်းနေတဲ့ပညာရေးတွေဟာမှားမြန်းမှားနေသလားဟုတ်ကောဟုတ်ဝယ်လားဒီတိုင်းရောဆက်လို့ရင်အဲ့လိုမျိုးပေါ့စိတ်ထဲမှာလမ်းပြောက်သွားသလိုခံစားရတဲ့ဇဝေဇဝါဖြစ်တတ်တယ်။နောက်အသက်ကြီးတဲ့တင်းနာသားသမီးတွေဆိုရင်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ အတိတ်အံကိစ္စတွေမှာမမျှော်လင့်မဲ့နဲ့အာရော့သွားတာမျိုးလေးတွေသတိထားသင့်ပါတယ်။နောက်တင်းနလသားသမီးတွေရဲ့အခြေအနေနဲ့ပတ်သက်တဲ့ကံစားတာကြတော့ကံစားတာကောင်းပါတယ်။အဲ့တော့ဖက်ဖက်ကနေအစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေကြုံမယ်။စိတ်တိုင်းကြကောင်းမဲ့အခြေအနေမျိုးဖြစ်တဲ့စိတ်တိုင်းကြအောင်မြင်မဲ့အိမ်တော်ရေးမျိုးဖြစ်ပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်ကံစားတာတော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။မဆိုးပါဘူး။အလုံးအုံကြုံကုန်သုံးသပ်ရင်တော့တင်းနလသားသမီးတွေအတွက် နည်းနည်းပပလေးရန်နေတဲ့အတိုက်ခံလေးတွေနောက်ချက်လေးတော့ကြုံတတ်တယ်ဒါပေမဲ့ကိုယ်ဆွဲလုံးလဝရိယတတိတရားတွေနဲ့ကြိုးစားထုတ်မှဆိုရင်ဧကံမုတ်ကြအောင်မြင်မှုရရှိနိုင်တဲ့ကံတာတာမျိုးပါပဲအရင်စူးစူးရရတော့မဟုတ်ပါဘူးနော်တင်းလာသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာကတော့အနဲ့ရောင်နဲ့အစိမ်းရောင်နဲ့ကောင်းပါတယ်အဲ့တော့အကြောင်းသိငယ်ကိစ္စရှိတဲ့အခါအနဲ့ရောင်လေးတွေဝတ်ပါအစိမ်းရောင်လေးတွေဝတ်ပါနော် ။ဟောသူတို့တဲရသာသမီတွေတွေ lucky ကောင်းစီတဲ့ကံကောင်းစီတဲ့ဇနန်းပေါ့နော်။အဲ့ဒါကတော့ခွန်နဲ့လေးနဲ့ဖြစ်ပါလား။သာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုထမ်းလျက်ခဲဆက်တခဲကတ်လူပူဇော်ပြီးတော့ဆူတောင်းမှာဒါတင်းနာသာသမီတွေရဲ့အញ្ញံခိုက်တွေတွေ့တွေ့ရတာလေးတွေပြပြပါလိမ့်မယ်နော်ဒါတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ဗတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန် ရိုက်ကူးပြီးတော့တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲရောနမိတ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ယူရောမင်္ဂလာအချမ်းကိုအားလုံးလွတ်လွတ်လပ်လပ်မြည်သူမှုသူလာရောက်နိုင်ပါတယ်နော်ကျွန်တော်ယူရောမင်္ဂလာချံကခုနှစ်ရသားသမီးအပေါင်းကိုမြတ်တာတက်တဲ့စေနာတက်တဲ့နဲ့အခမဲ့ရရရာခြေပေးနေတဲ့ရရရာမြည်ပဲဖြစ်ပါတယ်။ကိုယ်တိုင်ဗေဒင်သင်ခြင်းနဲ့လောကီပညာတွေကိုသင်ခြင်းနဲ့ဆိုရင်လည်းလစဉ်လျာတိုင်းတရက်နေ့ရနေပြီးတော့ ဆယ်ရက်နေသည့်ရှေ့ရက်တာအခြေခံအဆင့်ဘေးရင်လက္ခဏာတင်နှန်းတွေကိုလည်းမြည်သူမှုဆိုလာပြီးတော့တက်နိုင်ပါတယ်။အာလောလောဆယ်ကတော့ Viber နေပြီးတော့ဆက်သွယ်ပြီးတော့ဈေးရင်းသွင်းနိုင်တာပေါ့နော်။အကြောင်းမျိုးမျိုးနဲ့ကျွန်တော်ယူရောမင်္ဂလာချမ်းမလာရောက်နိုင်တဲ့သူတွေကတော့ကျွန်တော် Viber နေပြီးတော့ဆက်သွယ်ပြီးတော့ဟောစရန်တွေမာယူနိုင်ပါတယ်။အဆောင်ရည်ရာပစ္စည်းတွေအကူအညီတောင်းခံနိုင်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေတင်းနာသားသမီးအပေါင်းလည်းကိုကျမ်းမာ၍ ိတ်ချမ်းသာကြပါစေပေါ့เนาะနောက်တစ်ခါကျွန်တော်တို့ယူရမင်္ဂလာချမ်းရဲ့လိပ်စာကတော့ဒီမော်ဘီတိုးဂိတ်ပေါ့မော်ဘီတိုးဂိတ်ဆိုတော့ကျွန်တော်ရန်ကုန်ဘက်ကလာတဲ့အခါမော်ဘီတိုးဂိတ်အဲ့ဒီမော်ဘီတိုးဂိတ်တိုးဂိတ်ကိုရောက်တဲ့အခါကျတော့ကျွန်တော်တို့ကိုလွန်ကွင်းမှတ်တိုင်ရှိပါအဲ့ကိုလွန်ကွင်းမှတ်တိုင်ပိနေကုန်းကြီးရွာမှာကျွန်တော်တို့ယူရမင်္ဂလာချမ်းတည်ရှိပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတင်တာသာသမီပေါင်းကိုကျမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒပြပါစေလို့ဆုတောင်းမေတ္တာများ လိုက်လိုက်လဲလဲပို့တာလိုက်ပါတယ်။အဲမိတ်ဆွေတို့သတင်းစကားလေးတွေပါတင်ပါတယ်။နံပါတ်၁ကကျွန်တော်ယူရောမင်္ဂလာချံကိုဗုဒ္ဓဦးနဲ့ရလွဲပြီးတော့ဂျန်နယ်ရက်ဒီမှာဖွင့်ပါတယ်။ဆိုတော့ဂျန်နယ်ရက်ဒီမှာမြည်စီမဆိုလာနိုင်တာပေါ့နော်။နံပါတ်၁နံပါတ်၂ကကျတော့ကျွန်တော်တို့ယူရောမင်္ဂလာချံမှာကျွန်တော်တို့နေတဲ့နဲ့မြပြုတ်လို့ပြီးတဲ့ရေရရာကြီးတွေကိုအခမဲ့မြစ်တာနဲ့ရေရရာခြေပေးခြင်းဖြစ်တယ်မြည်သူမဆိုလို့လဲလဲလာပြီးတော့ခြေနိုင်ပါလား။ တချို့မိတ်ဆွေတွေကကျွန်တော်တို့ယူရောမင်္ဂလာချမ်းမလာနိုင်ဘူးပေါ့နော်အเจ้าမျိုးနဲ့မလာနိုင်ရဝေးရသူတွေရှိတယ်။နောက်ဟိုးနိုင်ငံသားအတိုင်းပြည်တွေရသူတွေရှိတယ်။အဲ့လိုမျိုးမလာနိုင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေဆိုရင် Viber နဲ့မေးလို့ရလား online ကနေမေးလို့ရလားဆိုရင်မေးလို့ရပါတယ်။ online ကမေးလို့ဘယ်လိုရလဲဆိုတော့ကျွန်တော်က online ကနေ host run လေးတွေရေးပြီးတော့ပြန်ပို့ပေးတာပါ။နော်အနည်းဆုံး3ရက်ကနေ5ရက်အတွင်းတော့ရအောင်ပြန်ပို့ပေးပါလေ။ တော့ကိုမေ့တဲ့အကြောင်းကိစ္စတွေကိုကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဖြစ်ကျင်တဲ့ကိစ္စတွေကိုမြည်သူမဆိုဒါမေးမြန်းနိုင်ပါလေနောက်တစ်ခုကကျွန်တော်တို့လာတင်လာတိုင်းဟိုတရက်နေ့တိုင်းဗေဒင်လက္ခဏာဆရာဖြစ်တဲ့နိုင်ရှိပါလေဒါအခြေခံအဆင့်ပေါ့နော်အဲ့တော့တချို့ကကိုယ်တိုင်းဗေဒင်တက်လောကီပညာတက်ဂမ်ဘိတာတက်တွေကိုသင်ယူခြင်းနဲ့တက်မြောက်ခြင်းနဲ့အစရင်တို့ချာမှာလာပြီးတော့ရှေ့ရတာဗေဒင်သင်တန်းလာတက်လို့ရပါတယ်သင်တန်းကြီးတွေဘာတွေပေးကြရမလို့ပါဘူးဇယိတ်ငိမ့်ပါ ပညာဒါနပါပဲเนาะအဲ့တော့စာဝင်နေရစာကျွန်တော်တို့ကတာဝန်ယူပါလေအဲ့တော့အခြေခံအဆင့်သင်တန်းနေမှာလာပြီးတော့အခြေခံအဆင့်ဆိုပေမဲ့လည်းပညာရတော်တော်များများကိုထဲထဲဝင်ဝင်သင်ကြားပေးတာဖြစ်ပါတယ်အဲ့တော့မြေသူမဆိုဘီရင်သင်တန်းနေလာပြီးတော့တက်ချင်တဲ့သူတွေလည်းတက်လို့ရတယ်ဘာမင်းနိုင်ငံကជីနဲ့ဗရောက်ပြီးပေါက်ဆိုတဲ့ပတိလေးတွေကျွန်တော်ပြောနေကြဝါစိမ့်ညီလက်ပတ်လေးတွေအဲနောက်တစ်ခုကကျွန်တော်တို့ အဆောင်စလွယ်လေးတွေဒိုးကလေးတွေစသဖြင့်တော့အဆောင်ရည်ရာပစ္စည်းလေးတွေလိုချင်တယ်ဆိုရင်လည်း Viber အနေနဲ့မှာနိုင်ပါတယ်